ော်တရှင်တွေအားလုံးတာလီကြပါ Development Media Group DMG ရဲ့2025ခုနှစ်နိုဝင်ဘာလ28ရက်နေ့အတွက်သတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီနေ့မှာတော့ကွာကံယူတန်တရှောက်ကြေရော်တွေကိုစစ်ကောင်စီနေပြည်ကနေလက်နက်ကြီးနဲ့နေစဉ်ပြစ်ခတ်နေတဲ့အကြောင်းချုပ်ရဲဆက်ပြီးလွတ်မြောက်လာသူစစ်တွေမြို့ခံကိုစစ်ကောင်စီထပ်မံဖမ်းဆီးတဲ့တွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဆယ်နှစ်ဦးကိုအေအေထပ်မံဖမ်းဆီးတဲ့အကြောင်းပါဝင် တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီစီဇန်ကိုကျမဖြူဖြူရဲနဲ့အတူကိုအောင်မင်းကပူပေါင်း တင်ဆက်ပေးသွားမှာပါ။ပထမဆုံးအနေနဲ့ကွာကန်ယိုတန်တလျှောက်ကျေးရွာတွေကိုစစ်ကောင်စီနေပြီးကနေလက်နက်ကြီးနဲ့နေစဉ်ပြက်ခတ်နေတဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။ရခိုင်ပြည်ကွာမြို့ကံယူတန်တလျှောက်ကကြေးရွာတွေကိုစစ်ကောင်စီရဲ့ပင်လယ်ပြင်နေပြည်တွေကနေလက်နက်ကြီးတွေနဲ့နေစဉ်ပစ်ခတ်နေပြီးတော့လူရှင်ရဲရှင်းချောက်ခံနေရတယ်လို့ဒေသခံတွေကပြောကြပါဗျ နိုဝင်ဘာလ25ရက်ညအချိန်မှာစစ်ကောင်စီကလက်နက်ကြီး၈ကြိမ်ခန့်မင်းနဲ့ပစ်ခတ်ခဲ့ပြီးတော့ကွာမြွနဲ့အောင်ရှမ်းတာကျွော်အတွင်းကြားရောက်ပောက်ကွဲခဲ့ပြီးလူထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ21ရက်22ရက်နဲ့23ရက်နေ့တွေမှာလည်းကွာမြွအနီးတဝိုက်ကိုစစ်ကောင်စီကလက်နက်ကြီးအကြိမ်ရဲ20ထက်မင်းနဲ့ပစ်ခတ်ခဲ့ပါတယ်။အခုလိုစစ်ကောင်စီကလက်နက်ကြီးတွေနဲ့ကွာမြွနဲ့ကံရုတ်တန်းတလျှောက်ပစ်ခတ်မှုတွေပြုလုပ်နေတာကြောင့် ကန့်ကျင်အနည်းကြီးရတွေကဒေသခံတွေဟာအသက်အန္တရာယ်လုံခြုံရေးစိုးရိမ်မှုမြင့်တက်နေကြပါတယ်။တစ်ဖက်မှာလည်းစစ်ကောင်စီနေပြည်တော်ကကန့်ကျင်ပင်လယ်ပြင်တကြိုးသွားလာလှုပ်ရှားနေမှုနဲ့အတူလက်နက်ကြီးတွေလည်းပစ်ခတ်နေတာကြောင့်ဒေသခံရေလုံသားတွေဟာငှားဖက်လုပ်ငန်းမလုပ်နိုင်နိုင်ပဲစောင့်နေကြက်တဲမှုကိုပါရင်ဆိုင်နေကြရတာပါ။ရွေးကောက်ပွဲနီးကပ်လာတာနဲ့အများစစ်ကောင်စီဟာရခိုင်ကအရခတတ်တို့ထင်းချုပ်ထားတဲ့တန်တွဲ၊ကွာ၊တောင်ကုန်းနဲ့ အမျိုးတို့ကိုထိုးစစ်ဆင်ဖို့နှီးမျိုးစုံနဲ့အသေးအတန်ကြိုးပမ်းနေပါတယ်။တစက်ထင်းမှာပဲစစ်ကောင်စီကအဲ့ဒီမျိုးနေတွေကိုလေကြောင်းလက်နက်ကြီးနဲ့နေပြည်တော်ကနေပြစ်ခတ်မှုတွေပြုလုပ်ပြီးစစ်ရဲအရာတိုက်ခိုက်မှုတွေကိုလှုပ်ဆောင်နေပါတယ်။လက်ရှိစစ်ကောင်စီကကွားမျိုးနေကိုဥတီပြီး AOD တိုင်းကတစင်ထိုးစစ်ဆင်လာနေတာကြောင့်တာပေါင်းပသိမ်းရွှေတောင်ရံနဲ့မကြီးစင်ကျေးရွာအနီးတို့မှာအရခတပ်တော်ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ရှုပ်ရဲစီပြီးလွတ်မြောက်လာသူစစ်တွေမျိုးခင်ကိုစစ်ကောင်စီထပ်မံဖမ်းဆီးတဲ့တဲ့င်းကိုလည်းတင်ဆက်ပေးမှာပါ။အာရခတ်တော်နဲ့စွန့်နှမှုရှိတယ်ဆိုပြီးပြည်ထောင်ရှာခံရတဲ့စစ်တွေမျိုးခင်တို့ဟာရှုပ်ရဲစီပြီးလွတ်မြောက်လာပြီးမယ်။ထံဘူးဝါကနေစစ်ကောင်စီကပြန်လည်ဖမ်းဆီးချွတ်တော်ထားလိုက်တယ်လို့သိရပါတယ်။စစ်တွေမျိုးရောကြီးတောင်ရဲကွက်ကအသက်40အရွယ်ဥပပြဖြိုးအောင်ဟာအေအေနဲ့ဆက်နွယ်တယ်ဆိုတဲ့ဆွဆွဲချက်နဲ့905ကကြီးပုံမှန်နဲ့ထောင်တန်း3နှစ်ရှားမဲ့ခံထားရသူဖြစ်ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့နိုဝင်ဘာ25ရက်က ရှုတ်ရက်စီပြီးစစ်တွေအကျဉ်းတော်ကနေလွတ်မြောက်လာတဲ့နေမှာနောက်ထပ်ပြစ်မှုတွေရှိသေးတယ်လို့ဆိုပြီးစစ်ကောင်စီကထံပိုးရကနေပြန်လည်ဖက်စစ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာဥပပြဖြောင်းအောင်ကိုစစ်ကောင်စီကထောင်ဒဏ်ဆနစ်ထက်မှန်ရှာမဲ့လိုက်တယ်လို့စစ်တွေမျိုးကန်တွေရဲ့ပြောဆိုချက်အရာသိရပါမယ်။ဘယ်ပုံမှန်နဲ့ဘလို့ရှာမဲ့လိုက်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းမသိရှိရဘူးလို့ဆိုပါတယ်။စစ်ကောင်စီကအရင်ကလည်းရခိုင်ဒေသခံတွေကိုအေအေနဲ့ဆက်နေတယ်လို့ဆိုပြီးဖမ်းဆီးထောင်ချတာတွေအပြင်ရှုတ်ရက်စီပြီး လွတ်မြောက်လာသူတွေကိုပြန်လည်ဖမ်းဆီးထောင်ချတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ၁ရက်ကလည်းတောက်ဖြူကျင်းထောင်ကချုပ်ရဲစီပြီးပြန်လွတ်လာတဲ့တောက်ဖြူမျိုးကန်ဥတင်ထွန်းကိုနိုင်ငံတော်အကြီးအကဲပြည်စင်မှုပုံမှန်905ကကြီးနဲ့ထောင်ဒဏ်စနစ်ထက်မဲ့ရှာမဲ့ခံရရတယ်လို့သိရပါတယ်။အခုလိုချုပ်ရဲစီပြီးလွတ်မြောက်လာသူတွေကိုစစ်ကောင်စီကပြန်ဖမ်းပြီးထောင်ချတာဟာရခိုင်ပြည်သူတွေကိုဖိနှိပ်တာတာဖြစ်တယ်လို့ရခိုင်နိုင်ငံရေးအကြီးအကဲဟောင်းတွေကဝေဖန်နေကြပါတယ်ခင်ဗျာ။ င်္ဂလားဒေ့ရှ်နိုင်ငံသား၁၂ယောက်ကိုအေအေထပ်မံဖမ်းဆီးတဲ့အကြောင်းကိုလည်းပြပြပေးကြပါရယ်။ရခိုင်ပြည်နယ်မှာတရားမဝင်ကျူးကျော်ဝင်ရောက်ငါခုဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၅ဖမ်းသမား၁၂ယောက်နဲ့ငါဖမ်းဆက်လီနစီကိုဒီကနေ့နိုမာ၂၈ရက်မှာအာရခတ်တော်ကွန်ရှီဇောက်လှူရှိုးရေးအဖွဲ့ကဖမ်းဆီးထားတယ်လို့သိရပါရယ်။ တရားမဝင်ကျူးကျော်ဝင်ရောက်တဲ့ငါဖန်သမားတွေကိုဒီကနေ့အစောပိုင်းရှောင်းနိုင်ရီခွဲလောက်မှာမောင်တော်မြွန်းနဲ့ရွံ့နူရွာနဲ့အနောက်ဖက်ကန်ဇာမာငါခိုးဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၆ရောက်နဲ့အတူဆက်လက်နေစီကိုဖမ်းဆီးထားတယ်လို့သိရတာပါ9နိုင်7မိနစ်မှာလည်းရတိတောင်မြို့နယ်ကိုဒန်ကောက်မွတ်စလင်ယာနဲ့အနောက်ဘက်ကန်ယူဒါကန်ဇက်မှာငါခိုးဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်ငါဖမ်းသမား၆ရောက်နဲ့ဆက်လက်တစည်းကိုထပ်မံဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။ လက်ရှိမှာတရားမဝင် ကျူးကျော်ဝင်ရောက်တဲ့ငါးဖန်သမား၁၂ရောက်ကိုအာရခတ်တော်ကန့်ရှိဆောင်အဖွဲ့ကဥပဒေနဲ့အညီအရေးယူထားတယ်လို့သိရပါတယ်။နိုမာလာအတွင်းရခိုင်ရေးပိုင်နယ်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံသားတရားမဝင်ကျူးကျော်ဝင်ရောက်သူငါးဖန်သမား၄၉ရောက်တိရှိနေတာလည်းဖြစ်ပါတယ်။အခုလိုရခိုင်ရေးပိုင်နယ်ထဲကိုတရားမဝင်ကျူးကျော်ဝင်ရောက်သူငါးဖန်သမားတွေကိုအာရခတ်ကန့်ရှိဆောင်အဖွဲ့ကစောင့်ကြည့်နေပြီးဖမ်းဆီးထိန်းသိမ်းမှုနဲ့အတူအရေးယူဆောင်ရွက်မှုတွေလည်းပြုလုပ်နေပါတယ်ခင်ဗျာ။ သတင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်။ရွေးကောက်ပွဲအကြိုကာလအတွင်းကြီးလေးတဲ့နိုင်ငံတကာရာဇဝတ်မှုတွေကိုစစ်ကောင်စီတူးနှံနေတယ်လို့ IMN ပြောတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။လာမယ့်နှစ်ကုန်ပိုင်းမှာရွေးကောက်ပွဲပြုလုပ်မယ်လို့ကြေညာထားတဲ့စစ်ကောင်စီဟာရွေးကောက်ပွဲအကြိုကာလအတွင်းမြန်မာနိုင်ငံမှာကြီးလေးတဲ့နိုင်ငံတကာရာဇဝတ်မှုတွေကိုတူးနှံနေတယ်လို့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်တရား IMM ကမင်းကထုတ်ပြန်ပါတယ်။ IMM အနေနဲ့စစ်ကောင်စီက နိုင်ငံတကာရာဇဝတ်မှုတွေတွန်းလှန်နေတယ်လို့သတင်းပေးပို့ရှိတွေတွန်းလှန်နေတာကိုလည်းလက်ခံရရှိကြတယ်လို့ဆိုထားပါတယ်။လွတ်လပ်ပြီးတရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲကျင်းပတာဒါမှမဟုတ်နိုင်ငံရေးပွဲစဉ်ပုံအခြေခံဥပဒေရှုပ်ပေါက်တာကရန်တရားရဲ့လုံခြုံခွင့်ထက်မှာပါဝင်တဲ့ရာဇဝတ်မှုမဟုတ်ပါဘဲရန်တရားရဲ့လုံခြုံခွင့်မှာစစ်ရာဇဝတ်မှုလူသားမျိုးနွယ်ပေါ်တွန်းလှန်တဲ့ရာဇဝတ်မှုနဲ့လူမျိုးပြုံးတိစေမှုတွေမှာပါဝင်ပေမဲ့ ရွေးကောက်ပွင့်နဲ့ဆက်ဆက်ပြီးလူသားမျိုးတွေရဲ့ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုဖြစ်စင်နိုင်တဲ့နှစ်စဉ်နှစ်ပတ်မှုတွေနဲ့လူထုကြမှာအကြောက်တရားပြန့်ပွားစေတဲ့အကြောင်းစစ်ပူစရာကောင်းတဲ့သတင်းပေးပို့ချက်တွေကိုရန်တရားကလက်ခံရရှိထားပါတယ်လို့ရန်တရားရဲ့အကြီးအကဲနီကိုလက်စ်ခွန်ဂျန်ကပြောထားပါတယ်ရွေးကောက်ပွဲကိုဝေဖန်ရုံနဲ့ထောင်နဲ့နှစ်20နဲ့တေတန်အထိရှမှတ်နိုင်တဲ့ဥပဒေကိုပြီးခဲ့တဲ့ဇူလိုင်လတွင်ပြဋ္ဌာန်းခဲ့တဲ့စစ်ကောင်စီဟာအဲ့ဒီဥပဒေကိုအသုံးချပြီးကလေးသူငယ်အပါအဝင် လူအများပြားကိုဖက်စီထားတဲ့သတင်းပေးပို့ရွှတ်တွေကိုလည်းစူးစောင်းထားတယ်လို့ IMM ကဆိုပါတယ်။ဒါအပြင်လူမှုကွန်ရက်မှာရွေးကောက်ပွဲကိုဝင်ဖန်တာနဲ့စန့်ကျင်ရေးလက်ကဆောင်တွေဖြန့်ဝေမှုပြုလုပ်ခဲ့တယ်ဆိုတဲ့စစ်သည်ရှစ်တင်နဲ့ဥပဒေဆိုင်ရာလှုံ့ဆော်လုံးလေးမှာပါပဲဖက်စီထောင်ချတဲ့အထောက်အထားတွေကိုလည်း IMM ကစူးစောင်းနေတယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။စစ်ကောင်စီဟာသူတို့ဆုံးရှုံးထားတဲ့နေမြေတွေကအရက်သားတွေနေထိုင်ရာကျေးရွာတွေကိုလည်းလေကြောင်းတက်ခတ်မှုတွေတုံးမြင့်လှုံ့ဆော်နေတာနဲ့ပတ်သက်ပြီးလည်း တရေပေးပမှုတွေကိုပါ IMM ကစုံစမ်းစစ်ဆင်နေတယ်လို့ဆိုထားပါတယ်။စစ်ကောင်စီရဲ့စစ်ရဇဝဲမှုကျူးလွန်ရတဲ့လက်ပတ်သက်ပြီးအရှက်လက်တွေရရှိထားရင်ပေးပို့ကြဖို့လဲ IMM ကတောင်းဆိုထားပါတယ်ရှင်။နောက်ထပ်သတင်းသဘောအနေနဲ့905ကကြီးနဲ့ပြည်ထောင်ကြနေသူ2000ကျော်ကိုစစ်ကောင်စီကလူငင်းပေးတဲ့သတင်းကိုလည်းတင်ဆက်ပေးမှာပါ။ရွေးကောက်ပွဲမေပေးနိုင်ရဲ့အတွက်လို့ဆိုပြီးရာသီကြီးပုံမှန်905ကကြီးအရအကျဉ်းထောင်အသီးသီးမှာ ြစ်တဲ့ကြားခံနေရသူ2000ကျော်ကိုလင်ရင်ခွင့်ပေးလိုက်တယ်လို့စစ်ကောင်စီကနိုဝင်ဘာ26ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ပြည်သူလူထုတရက်လုံးကလော်လာတောင်းတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုအောင်မြင်စွာရှောင်လန်းနိုင်ရအတွက်အဓိကထားဆောင်ရွက်နေပြီးပြည်သူလူထုပူပေါင်းဆောင်ရွက်မှုနဲ့အကောင့်ထေပေါ်ဆောင်ရွက်နိုင်ရေးဥတည်ရှေ့ချမဲ့ဆောင်ရွက်နေတယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ဒါ့အပြင်ရာဇဝကြီးပုံမှန်905ကကြီးအရထောင်ရကြခင်နေရသူ900ကျော်ကိုလည်း နောက်တဲ့ပြည်မထက်မှကျူးလွန်ရင်အဲ့ဒီပြည်တဲ့အပြင်အခုကြားခင်ဝကြင်ရှိနေတဲ့ပြည်တဲ့တွေကိုပါဆက်လက်ကြားခဲ့ပါမယ်ဆိုတဲ့ဝန်ခံချက်နဲ့လူညင်းခွင့်ပြုတာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ရာသီပုံမှန်905ကကြီနဲ့ထွေပြင်းတင်းရောက်နေတာကြောင့်ရဇဝဲကျင့်ထုံ910နေနဲ့တရားစွဲဆိုခံထားရသူ9500ကျော်ကိုလည်းအမှုပိတ်သိမ်းလိုက်တယ်လို့ထုတ်ပြန်ထားပါတယ်။နောက်ဆုံးတစ်ပုတ်အနေနဲ့နိုင်ငံတကာသတင်းတစ်ပုတ်ကိုလည်းတင်ဆက်ပေးမှာပါ။ဟောင်ကောင်မှာတိုက်ခန်းတွဲအင်ယာဝင်းကြီးမိလုံမှုကြောင့် ၄၀၀လဲဦးထက်မနည်းတင်ဆောင်ပြီးရာပေါင်းများစွာပျောက်ဆုံးနေတဲ့သတင်းကိုလည်းတင်ဆက်ပေးချင်ပါတယ်။ဟောင်ကောင်မှာနိုဝင်ဘာလ၂၆ရက်နေ့ညပိုင်းကမော့မြိုတိုက်တွဲဝင်းတစ်ခုမှာအကြီးအကျယ်မိလောင်ခဲ့တဲ့အတွက်တင်ဆောင်သူအရေအတွက်ဟာ၄၀လဲဦးအထိရှိလာနေပြီဖြစ်တယ်လို့ပျောက်ဆုံးနေသူလဲရာပေါင်းများစွာရှိတယ်လို့ AFP သတင်းတရက်မှာဖော်ပြထားပါတယ်။အဲ့ဒီတင်ဆောင်သူတွေထဲမှာမိသက်သမားတို့ဦးလဲအပါအဝင်ဖြစ်ပါတယ်။ပြင်းထန်တရားတွေကြောင့်ဆေးရုံတယောက်တနေရသူ ဒါဇင်ပေါင်းများစွာရှိနေတယ်လို့သတင်းမှာဖော်ပြချက်အရသိရပါတယ်။မြို့တော်တောင်ပိုင်းတိုင်ပေါ်ခရိုင်က32ထပ်မိုးမြိုတိုက်ရှစ်လုံးစုထားတဲ့အင်အားမှာလောင်ကျုံခဲ့တာဖြစ်ပါတယ်။အင်အားဝန်းထဲမှာစုစုပေါင်းတိုက်ခတ်2000နီးပါးရှိနေတာပါ။ဟောင်ကောင်မှာဆေးစုနှစ်တွေအတွင်းအစိုးရဆုံးဖြစ်တဲ့အခုမိလောင်မှုကြီးဟာဗိုလ်ထူးနဲ့မွန်လဲပိုင်းကတိုက်ခတ်2000ရှိတဲ့အဆောင်ရှစ်လုံးပါဝင်တဲ့အင်အားဝန်းတစ်ခုကနေစတင်ခဲ့တာပါ။ဒီမိဟာကမ္ဘာလူဦးရေအထူးထပ်ဆုံးတဲ့ အမည်ဆုံးလူနေတိုက်တာတျှော့ရှိတဲ့ဟောင်ကောင်မြို့ကြီးတစ်ခုလုံးကိုတုံ့လှုပ်စေခဲ့ပါတယ်။ပြင်းထန်တဲ့မိလောင်မှုဟာပိုတူးနဲ့ညပိုင်းမှာဟောင်ကောင်မြောက်ပိုင်းတိုင်ပေါ်ခရိုင်ကဝမ်ဖူကော့လို့ခေါ်တဲ့လူနေတိုက်တာတျှော့မှာတက်ဆင်ထားတဲ့ဝါနဲ့ဆင်ထားတဲ့ညန်းတွေကစတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။အဲ့ဒီအင်ယာဝင်းတစ်ခုလုံးကိုပြည်ပြင်းရေးလုပ်ငန်းတွေလှုပ်ဆောင်နေတာပါ။တိုက်ခန်းပြပြင်ထိမ့်သိမ်းရေးလုပ်ငန်းအတွင်းကြံခဲ့တဲ့မိလောင်လွေတဲ့ပစ္စည်းတွေကြောင့်မိတောက်တွေဟာမထိန်နိုင်အောင်ပြန်နှံ့ခဲ့တယ်လို့ဆိုပြီးရေတပ်ဖွဲ့ကဒီမိလောင်မှုနဲ့ပတ်သက်ပြီးတော့ မြို့သားသုံးဦးကိုဖမ်းဆီးထားတယ်လို့ကြာတပတိနယ်အစိုးပိုင်းမှထုတ်ပြန်ပြောကြားခဲ့ပါတယ်။မိသားသမားတွေဟာကြာတပတိနယ်အထိမိငင်းတက်နေကြဆဲဖြစ်ပါတယ်။ကြာတပတိနယ်မနယ်ပိုင်းမှာအခင်းဖြစ်ပွားရာနေရာကိုရောက်ရှိခဲ့တဲ့ ARB တည်င်းထောက်တွေကမိလောင်ကျုံမှုဟာမနယ်အစိုးပိုင်းမှာတိတိတတ်တရိုဆင်းသွားပြီဖြစ်ပေမဲ့တခြားတိုက်ခန်းတွေကတော့ဆက်လက်လုံခြုံနေဆဲဖြစ်တယ်လို့ပြောကြားထားပါတယ်။ဒီကနေ့သတင်းအတန်ထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရန်နာလိုက်ပါရစေ။ ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ခြင်းနေဆိုရင်တော့အပေါင်း669 63 633ကိုလုံခြုံစစ်ရစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီစီစဉ်ကိုတလင်းလာနေ့ကနေစနေနေ့အထိနေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ SoundCloud.com မှာ DMG Online Radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နောက်တော့ဆင်ကြတဲ့သူတွေကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။